တော်တော်သဝေဆိုနေပြောတိမလာရဲပါဘူး။ပြောတိမလာရဲဘူး။လာရင်လည်းဦးတန်းချွေကြီးတို့ဝင်တွေ့ပြီးရှခိုးရှခိုးသွားဘူး။ဦးတန်းချွေကြီးတပည့်။ဦးတန်းချွေကြီးဦးတန်းချွေကြီးရဲ့လက်လက်ရုပ်တပည့်တုံးလို့တရုတ်အနံ့လေးရတယ်။တရုတ်ရဲ့အခုခုလေးသူတို့မှအကာအကွယ်ရတယ်ဆိုရင်သူတို့ကလုံခြုံသွားပြီလို့သူတို့ကသူတို့ယူဆနေကြပါ Hi Charlie Miba Pituni ko maroma mya a long ba mingla ba Newsbeat channel ka ne maroma pyan le chaw so lite ba de 2025ခုနှစ်အပရီလ26ရက်နေ့စနေနေ့ညပိုင်းဗီဒီယိုတင်ဆက်မှုအနေနဲ့ဒီနေ့ညမှာနောက်ဆုံးကြားသိရတဲ့တော်လန်တရင်ကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့အသာဆုံးကြည့်ရှုပေးချဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်။ကျွန်တော်တို့အယုံဆုံးအနေနဲ့တရင်တုံးလေးတွေအချင်းချင်းလေးကြည့်လိုက်ရအောင်နော်။ပထမဆုံးတရင်တပုတ်အနေနဲ့ကတော့စကိုင်းမျိုးနယ်မြောက်ချမ်းကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီရဲ့အမှတ်33အချင်းမြန်တမဌာနချုပ်တမ33ရဲ့စစ်ကြောင်းတစ်ခုလုံးပြောတဲ့အထိ တိုက်ခတ်ခံရပြီးတော့မှ20ဦးထက်မနည်းတေဆုံးပြီးလည်းနဲ့20ကျော်တင်းဆဲရရှိခဲ့တဲ့ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။ဧပြီလ25ရက်နေ့ကစကိုင်းမြို့နယ်မြောက်ဘက်ချမ်းမှာရှိတဲ့စစ်ကောင်စီတပ်ကနေပြည်မစစ်ကြောင်းထိုးနေရတာဖြစ်ပြီးတော့မှတမ33ရက်စစ်ကြောင်းဟာဆိုရင်တော်လိုင်းတပ်ဖွဲ့ဝင်တွေတိုက်ခတ်ခြင်းခံခဲ့ရတယ်လို့သိရတာဖြစ်ပါတယ်။ဧပြီလ24ရက်နေ့တုန်းကဆိုရင်လည်းစကိုင်းမြို့နယ်မြောက်ဘက်မှာရှိတဲ့စချင်းချေးရွာထက်ကိုစကိုင်းမြို့ခြေဆိုင်တမ33ကအင်အား60ခန့်ပါတဲ့စစ်သားတွေဟာဆိုရင်4က3စီးနဲ့ဝင်ရောက်လာခဲ့ပြီးတော့မှ ပြီးသူပိုင်နေတွေပစ္စည်းတွေကိုလူရဲ့ယူဆောင်ခဲ့တယ်လို့သိရတာဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးပေါ့နော်တော်လိုက်တဖို့ဝင်ရနေပြီးတော့မှတမ33ကဒီစစ်ခွေးစစ်ကြောင်းတစ်ခုလုံလိုက်ကိုမျိုးဖြုတ်နိုင်ခဲ့တယ်ပြီးမှစစ်ခွေး20ကျော်တေးဆုံးပြီးတော့မှတချို့တလေတွေကတော့ဖောကားနဲ့ပြန်ပြီးတော့မှတဲဆောင်ချင်းခံရတယ်လို့ကျွန်တော်ကြားသိရတာဖြစ်ပါတယ်နောက်ထပ်သတင်းတဖို့အနေနဲ့ကတော့မကွေးတိုင်းစင်ပေါ်ဝဲမြို့နယ်မှာရှိတဲ့အချမ်းပဲစစ်တပ်ရဲ့ကပ္ပဆဆက်တုံးကိုတရက်ခုမှမှရှော့တိုက်တုံးဆယ်လုံးနဲ့ပြက်ခတ်တိုက်ခိုက်ခဲ့လို့စစ်အုပ်တွေထိမှန်ခဲ့ပြီးတော့မှတိခိုက်တေဆုံးမှုအများပြားရှိတယ်ဆိုတဲ့သတင်းကောင်းတွေပဲဖြစ်ပါတယ် အဲ့ဒီတိုက်ခိုက်မှုတွေမှာ short title စလုံးအရေးပါတဲ့ primer စေယုံပါဝင်အခြားစေယုံတွေကိုထိမှပောက်ခွဲခဲ့ပြီးတော့မှတိုက်ခိုက်မှုအများပြားရှိတယ်လို့သိရတာဖြစ်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုဟာဆိုရင် BWM နဲ့မဟာမိတ်ဖွဲ့တွေကနေပြီးတော့မှ BWM Mission 34အနေနဲ့လှုပ်ဆောင်ခဲ့တာလို့ကျွန်တော်သိရတာပေါ့နော်။ဆိုတော့ဒီလိုမျိုးစစ်ကောင်စီကကဘာ73နဲ့သူတို့ရဲ့အရေးပါချစ်ချာကြလာတဲ့အဆောက်အဦတွေဆိုရင်ကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေရဲ့ short title ကြောင့်ပျက်စီးမှုတွေများပြားခဲ့တာပြီးတော့မှစစ်ခွေးတချို့လည်းတိုက်ခိုက်တိုက်ဆုံးမှုတွေရှိတယ်လို့ကျွန်တော်ချသိရတာဖြစ်ပါတယ်။မကြာခင်မှာတော့ နာနေပတ်သက်ပြီးတော့မှအသေးစိတ်တွေကျွန်တော်ဘက်ကနေပြီးတော့မှသတင်းကောင်းကြားဖို့ရှိတာဖြစ်ပါတယ်။ကျွန်တော်တို့ဒီနေ့ညပထမဆုံးအနေနဲ့ကြားမှာကတော့ရဲဘော်ရှန်လေးရနေပြီးတော့မှဒီသေယိုဂက်စ်ပိုက်လိုင်းပေါ်မှာအခြေကုပ်ယူထားတယ်ပေါ့နော်စစ်ကောင်စီရဲ့စကေးစကားတွေကိုကျွန်တော်တို့နထိုးကြီး PDF ကနေပြီးတော့မှစတင်တက်ခဲနေပြီဆိုတဲ့အကြောင်းကိုတရင်ကောင်းလေးပြောကြားထားတဲ့အလင်းနဲ့ဆက်ချင်ပါတယ်။ရဲဘော် channel ဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်စာချစ်လဲရအောင်နော်။အာအရင်တော့ကကျွန်တော်တို့သတင်းချက်ချက်မှတွေ့ရတယ်အဗီဒီယိုတွေရကြသည် အဲပြီးတော့အမျိုးမျိုးပါပဲကျွန်တော်တို့အချိန်အချိန်အချိန်တိုင်းအချိန်တိုင်းကျွန်တော်တို့တွေ့မြင်ကြားနေရတယ်ဆိုတော့မယိုးနိုင်တဲ့အဲကျွန်တော်တို့ပုံစံတွေကိုအကျန်းဖက်စစ်ခွေးတက်အတိုင်းဝိုင်းကနေပြီးတော့ကျွန်တော်တို့ကြားခဲ့တွေ့ခဲ့ရတယ်အခုနောက်ဆုံးတော့သူတို့ရဲ့တက်ကယ်စီနောက်ဆုံးတော့ရှူစည်းလေးကတရုတ်အနှံ့ဖြစ်ပါတယ်ဆိုတော့တရုတ်အနှံ့လေးရတယ်တရုတ်ရဲ့အခုခုလေးသူတို့မှအကာအကွယ်ရတယ်ဆိုရင်သူတို့ကလုံခြုံသွားပြီလို့သူတို့ကသူတို့ ယူဆနိုင်ကြပါတယ်။ဒါကြောင့် level နဲ့ထိုးကြီးမှာတရုတ် gas pipe line မှာသူတို့ကထိုင်ကြတဆွဲထားတယ်။ကျွန်တော်တို့ကတော့တရုတ် gas pipe line မကလို့တရုတ်ဘိုးတော်ကြီးတော့အဲ့ဒီမှာလာထိုင်ရင်လေကျွန်တော်တို့ကစော်မှာပဲဖြစ်တယ်။ဆိုတော့ gas pipe line ကြီးပေါက်ကွဲသွားလို့ gas pipe line ကြီးထိခိုက်သွားရင်တရုတ်မညုံညင်ရဘူးနော်။တရုတ်စိတ်ဆိုးရအောင်ကျွန်တော်တို့ကြိုပြီးတော့ပြောထားတာ။ဘာကြောင့်လဲဆိုတော့မင်းတို့ကြားခံပေးနေတဲ့စစ်ရှုံးတဲ့ခွေးပေါက်တွေက မင်းတို့ရဲ့ gap byte line မှာပဲသူတို့ဟာအထိုင်ချတက်ဆွဲနေရာယူရိခါပို့နေတာဖြစ်တယ်ဆိုတော့မင်းတို့ gap byte line ကိုငါတို့မထိချင်ပေမဲ့မင်းတို့ gap byte line ကြီးပြတ်စည်းစေခြင်းနဲ့ဆန္ဒမရှိပေမဲ့မတက်နိုင်တဲ့အခြေအနေတစ်ခုမှာတော့စစ်အတွင်းမှာ gap byte line ကြီးပောက်ကွဲသွားတယ်ဆိုရင်ဖွေးမယူပါနဲ့လို့ကျွန်တော်ကကြိုပြီးတော့အတိပေးထားတာပါ ပြီးငလုံးကြီးကာဝေးတပွဲဝင်တွေပြစ်ခတ်တဲ့လက်နက်ကြီးတွေကြားထဲမှာပဲအကြမ်းဖက်စစ်ခွေး၃ငောင်းပြင်းထန်တဲ့ဒဏ်ရာတွေရရှိထားတဲ့အဲ့ဒါကတော့ April 26ရက်နေ့ညနေ9:00နာရီမိနစ်30မှာနထိုးကြီးမြို့နယ်ထန်းစင်ရွာအရှိတ် gas pipe line မှာထိုင်ရတဆွဲထားတဲ့ခွေးသားပေါက်တွေကိုလက်နက်ကြီးနဲ့ကြက်ကတ်တိုက်ခဲ့ခြင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့မိဘတွေဒါဒီအပိုင်းကြီးအတွင်းမှာ ကျွန်တော်စီးသတင်းအောင်ပွဲတွေနေ့စဉ်ရှိပါတယ်။ဒါတရက်ပြီးတရက်အကုန်ဆုံးသွားတာကျွန်တော်တို့အချိန်ပြန်တယ်လို့ထင်ရပေမဲ့ကျွန်တော်တို့အကြမ်းဖက်စစ်ခွေးတက်စခန်းတစ်ခုပြီးတစ်ခုကျွန်တော်တို့နေ့စဉ်တိုက်ခိုက်သိမ်းပိုက်နေတယ်။သိမ်းလဲသိမ်းခဲ့ပြီးပြီ။ဒီမှာရဲဘော်ရှန်လေးပြောထားတဲ့အတိုင်းပဲကျွန်တော်တို့နထူကြီး PDF ကနေပြီးတော့မှတရုတ် gas pipeline ပေါ်မှာပေါ့နော်ခြေကုပ်ယူထားတဲ့စစ်ကောင်စီရဲ့စခန်းတွေကိုလက်နေကြီးတွေနဲ့ပိတ်ခတ်ခဲ့တာပြီးတော့မှ ဒီလိုမျိုးစစ်ကောင်စီအနေနဲ့မယူရဆန်ပြီးတော့မှသူတို့ရဲ့ကျေးဇူးရှင်တေးဥပေါ်မှာအခုလိုမျိုးဆက်လက်ပြီးတော့မလုံးမယ်ဆိုတော့ပါနော်မချခင်မှာတော့ gas pipeline ဟာဆိုရင်လည်းထိခိုက်ပျက်စီးမှုတွေရှိနေတယ်ဆိုတဲ့အကြောင်းလည်းကျွန်တော်ကြားသိရတာဖြစ်တယ်ဆိုတော့တေးဥအနေနဲ့ကတော့ဒီစစ်ကောင်စီရဲ့ပြည်သူတွေပေါ်မှာရဲ့ဆက်ဆက်တပ်ဖြတ်မှုတွေကိုလေးလူရှုထားပြီးတော့မှတော်လိုင်းကိုနောက်ဆက်ဟန်တော့ဖို့စူးစမ်းနေမယ်ဆိုတော့သူတို့ရဲ့ကြိုးစီပွားရေးတွေတမကဒီလိုမျိုးစစ်ကောင်စီနဲ့ပေါ့နော်လွတ်ဆောင်နေတဲ့ဟာတွေကိုလည်းကျွန်တော်ဘက်ကနေပြီးတော့မှလုံးဝကိုအမှုမထားဘူးဆိုတာကိုလည်းအခုဆိုတွင်းနေရတာဖြစ်ပါတယ် ောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့ချိုင်းတုံမျိုးက EP ဆိုရုံအကောင်တွေကနေပြီးတော့မှပီတူရီရဲ့ဝင်ငွေတွေကိုဘယ်လိုမျိုးဘုံနေလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှတင်ဆက်ထားတဲ့သတင်းလေးကျွန်တော်စပြီးတော့မှကြည့်လိုက်ရအောင်နော်ဒီတစ်ခါမှာတော့ဒေါနာ TV ရဲ့ပြည်သူကြားကပြည်သူစကားအစီအစဉ်အနေနဲ့ချိုင်းတုံမျိုးကပြည်သူတဝီရေးသားပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ကျိုင်းတုံက EPC ရုံကငွေကောက်ခံသူဦးစီးအရာရှိဟာပြီးခဲ့တဲ့နှစ်၃နှစ်ကလေးကမီတာကားတွေကိုအကျွေးကြံဆိုပြီးနှစ်တိုင်းကောက်ခံနေပါတယ် အရင်ကဆိုအဲ့လောက်မဟုတ်ပါဘူးအခုလိုကောက်နေတာနှစ်နှစ်လောက်ရှိပါပြီလက်ခံဖြက်ပိုင်းကိုလွန်ခဲ့တဲ့နှစ်သုံးနှစ်ကဟာတွေတော့ပြန်ယူပြီးပြနေကြရပါတယ်ပြည်သူတွေကဖြက်ပိုင်းမပြနိုင်ရင်အကြွေးကျန်လို့တတ်မှတ်နေတာပါမဆောင်ရင်လည်းမီးဖြက်မယ်လို့ပါတယ်ကိုဘက်ကမိသားကစောင့်ထားတဲ့လက်ခံဖြက်ပိုင်းပြနိုင်မှသာသူတို့ဘက်ကစည်ရင်ဖြက်ပေးတာပါသူတို့ရုံးမှာလက်ခံစည်းလေးပြန်ချခိုင်းတော့သူတို့ဘက်ကမပြနိုင်ကြပါဘူးပေါ်တင်မဲနှစ်တိုင်းလှုပ်ရှားနေကြတာပါ ပြည်သူတွေဘက်ကမခံနိုင်လို့ပါလို့စာရေးသားပေးပို့လာပါတယ်ရှင်ပြည်သူများအနေနဲ့ကျမတို့ဒေါ်နာရဲ့ပြည်သူ့ခြားကပြည်သူ့စကားအစီအစဉ်မှာပါဝင်ခြင်းရင်မက်ဆေ့ဘောက်ကနေတစင်းစာပေးပို့ပြီးပါဝင်နိုင်ပါတယ်ပေးပို့လာသူတွေရဲ့အချက်လက်တွေကိုကျမတို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်ဒါတော့ကျန်တုံမျိုးပါပါเนาะနေဝေကောက်ခံဦးစီးရရှိကနေပြီးတော့မှကျတို့ပြည်သူတွေကစီကနေပြီးတော့မှအရင်နှစ်တွေတုန်းကလည်းသူတို့ရဲ့မိသားစုတွေကိုတွက်ချက်ပြီးတော့မှဝေကောက်ခံမှုတွေတုံ့ပြန်လို့ဆောင်နေတယ်လို့ကျတို့ကြားသိရတာဖြစ်တယ် ဟုဆိုရင်စကောင်စီခန့်အုပ်ကြီးတွေပြီးတော့မှလမ်းစီရီယမ်တွေနဲ့ကတော့ပြည်သူတွေရဲ့ဒီလိုမျိုးမုံချိုးချင်းကိုခါနေရတဲ့ပြည်ပမာတော်လိုင်းတပ်ဖို့နေရတယ်ပြီးတော့မှလည်းတတိပေးထားတဲ့ဂျာနယ်ကနေပြီးတော့မှပေါ့နော်ဆက်လက်ပြီးတော့မှစကောင်စီကိုအုပ်ချုပ်ပြီးတော့မှသူတို့လိုကြလို့ပေးနေအောင်မယ်ဆိုတော့ကျွန်တော်ကနေပြီးတော့မှတံပြန်တက်ခိုက်မှုတွေလည်းရှိလာနိုင်တာဖြစ်တယ်ဆိုတော့အုပ်ကြီးတွေတာမှကဒီလိုမျိုးကျွန်တော်ပြည်သူတွေဆေးရနေမတရားငွေတွေပေါ့နော်ကောက်ခံပြီးတော့မှရဲယူနေကြတဲ့ EPC ကကောင်တွေကိုလည်းကျွန်တော်တော်လိုင်းတပ်ဖို့နေရတယ်ပြီးတော့မှ လုံးဝမမိမထားဘူးဆိုတာဒီနေ့ကနေတက်ပြီးတော့မှသတိပေးပြောချင်တယ်။နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့ကြော်မြမြနေပြီးတော့မှတော်တာဆိုဝေဆိုပြီးတော့အပြီးပြန်ဝင်လာတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးတွေအားချောင်းပြောဆိုထားမလဲဆိုတာကျွန်တော်ဆက်ပြီးတော့မှချိန်လိုက်ရအောင်နော်။တော်တာဆိုဝေဆိုအမေရိကန်မှာဂရင်းကရတာလေ။အဲဂရင်းကရပြီးတော့မှမကြာခင်မှာ US အမေရိကန်နိုင်ငံသားဖြစ်တော့မှာတက်တနာကဒီ Trump policy ကြောင့်အမေရိကန်နိုင်ငံသားမဖြစ်ခင်မှာသူကဘာလုပ်ရလဲဆိုတော့အမေရိကန်မှာရက်30ထဲပို့နေခဲ့တဲ့သူတွေနော်အဲ့လိုလူတွေနေတဲ့ဒီ Federal ဆိုရအောင်သတင်းပို့ပြီးတော့ ကိုတိစိနေကူပြထွက်သွားရမယ်ပြီးရင်ထွက်သွားပြီးရင်ထွက်သွားပြီးမှ US ကိုပြန်ဝင်ရမယ်အဲ့လိုဝင်လိုက်တော့မှ तू อ่ะအဲ့တော့မှခုန Green Card နဲ့တစ်ဆင့်ပြန်ပြီးတော့ Oregon သားရှောက်ခွင့်ရှိမယ်အဲ့တော့ပြီးရင်အဲ့လိုဆိုရင်အဲ့လိုထွက်သွားရင်သူတို့ကပြည်နယ်တန်းတို့ထောင်နိုင်ငံတို့မရှိတော့ဘူးပြောချင်တာ Donald Trump ပြီးခဲ့တော့ကြီးညာလေမိမိ Green Card ရရဘာကရရလောစဲငါတို့နိုင်ငံရရထွက်သွားထွက်သွားပြီးမှနောက်မှအဲ့ဒီလူတွေပြန်ပြီးတော့ပြန်ဝင်ပြန်ဝင်လာပြီးမှနိုင်ငံသားပြောင်းရှောက်ရတယ်အဲ့ဒါမျိုးအဲ့မှာလည်းပတ်စံပေးရတာရှိမှာပဲအားလိုက်ရှိမယ်ရှောက်ရတယ်ဒါမျိုးပေးထားအဲ့တော့ Donald Trump ဆိုက Green Card ခြင်ထားပြီးတော့ तू อ่ะဆက်နေရင်တန်ရိုက်ခံရမယ်ပြည်နယ်တန်းခံရမယ်အဲ့ဒါခံရမှာဆိုတဲ့ခါကျတော့ သူအကြောင်းပြချက်ကောင်းကောင်းရှာတယ်အဲ့တော့ပြည်သူခဏဝင်လာတယ်ဘယ်ကိုဝင်လာလဲဆိုတော့မဲဆောက်အင်းမဲဆောက်နဲ့ကရင်နေစားဒါပဲဘယ်နည်းအောင်တွားရုပ်မဲဆောက်ကရင်နေစားကရားနေစားကရင်ကရားနေစားမဲဆောက်အဲ့ဒါပဲအဲ့ဒီနားပတ်လဲပဲသူတို့ရိုက်နေတာခင်ဗျာဘယ်ကောင်းမှတော်တော်စဝေစုနေပြီးတော့မလာရဲပါဘူးနေပြီးမလာရဲဘူးလာရင်လဲဦးတန်းချွေကြီးတို့သူဝင်တွေ့ပြီးရှိခိုးရှိခိုးတော့မှာပေါ့ဦးတန်းချွေကြီးတပည့်ပဲဦးတန်းချွေကြီးဦးတန်းချွေကြီးရဲ့လက်လက်ရုပ်တပည့်တခုပဲတူဦးပဲနော်ဦးတန်းချွေကြီးရဲ့ကျေးဇူးတွေကချေးမနဲ့ကလော်တော့မဟုတ်ဘူးလော်နဲ့ကလော်တော့အကောက်တောက်လိုက်ထွက်တယ်အဲ့တော်တော်စဝေစုရိုင်းနေတာနော်ဒီကောင်တော်တော်စဝေစုကဦးတန်းချွေကြီးချောင်းမယ်တိုက်တယ်ချန်တယ် ကြီးတွေရတယ်အဲ့ဒီခြံတွေပေါ့ကြီးတွေရခြံကြေးတွေပါရတယ်သူနေတဲ့ခြံကြေးရဦးတန်းရွှေရချင်းမြမသားလိုက်တာနော်အဲ့လိုလူရှိတယ်ခင်ဗျားတို့ဒါပေမဲ့ဒါပေမဲ့ဒါတွေကဒါတွေကဟိုဒါတွေကဟိုနောက်မှဂျန်ခဲ့ပါပြီနော်ဆိုတော့အခု तू ကပြန်လာခြင်းအကြောင်းရတစ်ချက်ခုနဲ့ချက်ပြနေနေ तू ကပြန်လာတယ်နေဆက်မှာ तू အနေပြတယ်နှစ်လလောက်တစ်လနှစ်လောက် तू ပတ်ပြီးလက်ပတ်နေနေမယ်ပြီးတော့ ਨੇ ဘတ်ဆိုပြီးတော့ तू က US ကိုပြန်သွားမယ်အမေရိကန်ပြန်သွားမယ်ပြန်သွားပြီးတော့ ਨੇ အခု credit card လေးမူလိုက်ရတဲ့ credit ကိုကိုင်ပြီးတော့ तू ကနိုင်ငံသားရှောက်မယ်ဒါကိုရှောက်ချင်တယ်ဒါကြောင့်မလို့ तू ကတစ်ချက်ခုနဲ့ချက်ပြလောက်တာတဲ့နော်ဘာမှဟိုရှောက်ပြီးတော့ဟိုဘာခေါ်လဲဆိုတော့ဒီမှာပြန်ပြီးတော့ ပြန်ပြီးတော့တိုက်ပွဲဝင်ဖို့လိုပါဘူးမဟုတ်ဘူးပဲเนาะအဲ့အဲ့တော့အဲ့တော့ဒေါ်လာဇော်ဝေဆိုတကယ်ပါဖြစ်တယ်ဆိုရင်တဲ့အညာတွေကိုရအောင်ခေါ်လိုက်ပါလားတဲ့မဲဆောက်ကိုသွားနေမယ်မဲဆောက်နဲ့တက်မာငါလို့နေဆက်ကရင်ကွန်ထဲမှာရှောက်ပြီးတော့ဟန်ပြမနေနဲ့မနေမနဲ့သွားလိုက်ပါလားတဲ့အဲ့လိုသွားရင်ပုံမကောင်းလားတဲ့ဆိုပြီးတော့သူ့ရဲ့တပည့်တွေအောင်သူ့ရဲ့လူတွေအောင်ပြောလာပြီဆိုတော့ကြည့်ရတော့ဒေါ်လာဇော်ဝေဆိုလို့လည်းဘာကွက်တွေခင်းပြမလဲမသိဘူးအဲ့ဒါတော့အစိုးလေးကတော့လောဆယ်တင်မော့ပေါ်တက်လာပြီဘယ်လိုလဲဆိုတော့နေပြီးတော့ခုံပေါ်မှာတင်မော့ပေါ်အစိုးလေးတက်လာတယ်ဘယ်လိုတက်လဲအကူလိုက်အကူလိုက်ပေါ့အစားတော့အကူလိုက်အကူလိုက်တင်မော့ဆိုးတင်မော့ပေါ်တက်ခဲ့မယ်ဆိုပြီးတော့ငလင်ကလာသူပြောခဲ့တယ်လေငလင်တော့ တို့ကလာခွင့်ပြုချက်ချင်းကျွန်တော်ပြန်လာမှာပြန်လာခြင်းနေတာလေပြန်လာမှာအခုလဲအစိုးလေးကကြည့်ရတာနတ်ဆာကတာဝန်ရှိသူတွေနဲ့ခိုးပြီးတော့မဆက်သွယ်ဘူးလို့ပြောနေပါဆိုသူ့လူတွေကပြည်တော်မှာအများကြီးလေကျမ်းမာရေးဝန်ကြီးတွေကသူနဲ့ပတ်သက်ရပတ်သက်ချောင်းနေတဲ့ဒဘုံကြီးအဲ့တော့ကတက်မလို့တယ်မှာသူနဲ့ပတ်သက်ရပတ်သက်ချောင်းနေတဲ့ဒဘုံကြီးအဲ့တော့အစိုးလေးကကြည့်ရတာခိုးပြီးတော့များဆက်သွယ်နေပြီလားတော့မသိဘူးတိတ်တခိုးပေါ့နော်အစိုးလေးကအကိုလိုက်အကိုလိုက်တို့တိတ်တခိုးဆိုတဲ့ဟိုဟိုဝါလီမြဇလန်းလေးမြရိုက်နေသလားတော့မသိဘူးเนาะအဲ့တော့စောင့်ကြည့်ကြတာပေါ့ဒေါက်တာဇဝေဆိုကြီးကဒီနေသားမှာပဲတစ်ချောင်းလုံးနေမှာလားပြီးရင်နိုင်ငံခြားပြန်ပြေးမှာလားဆိုတော့စောင့်ကြည့်ပေါ့ဗျာ ကဲဒီကြော်မြမဲကနေပြတော့မှာပါနော်ဒေါက်တာဇိုဝေဆိုပြီးတော့ပြန်ဝင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှဒီပီတိုတွေနဲ့တော်လိုင်းတဖို့နေကြတဲ့မှာသူဟွက်စကားတွေပြောဆိုနေတာအလုံးလည်းတည်ထားတာဖြစ်တယ်။ယင်းတို့ကလည်းသူတို့အနေနဲ့အခုလိုမျိုးပေါ့နော်စစ်ကြီးကျယ်ရှုံးနေတိုင်းကျွန်တော်တို့တော်လိုင်းတဖို့အနေနဲ့ဒီ NUG ကအထက်အရာရှိတွေကြားထဲမှာသူဟွက်စကားတွေပြောဆိုနေတော့မှာဖြစ်ပြီးတော့မှအခုဆိုရင်လည်းဒီကျွန်တော်တို့ဒေါက်တာဇိုဝေဆိုအဆိုရင်ဒီအမေရိကန်နိုင်ငံ citizenship ရဖို့ကိုဒီလိုမျိုးလှုပ်ဆောင်နေဆိုတဲ့ပုံစံမျိုးနဲ့ပေါ်ပန်းလေးဆက်တွေပြောထားတာပဲဖြစ်ပါတယ်။ နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့ဒီဘောမှာကျော်ဆိုးကနေပြီးတော့မှနေပြီးတော့ကိုပြန်လည်မွေးမှန်တိဆောက်မယ်ဆိုပြီးတော့အာချောင်းပြောဆိုနေကြတယ်ပေါ့နော်မြောက်လိုင်းတို့အုပ်စုရဲ့တင်တာခေါ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးတွေဖတ်ထားမလဲဆိုတာကျွန်တော်တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်လေးလာပိုင်းပထမပတ်တွင်မှာအာပြည်တော်သူအဆင့်အစီအွေလောက်ခဲ့တယ်အဲ့ဒီမှာကျွန်တော်နိုင်ငံတော်ဝင်ရုပ်ကြီးရဲ့ပြောတဲ့ဒီမိကုံကနေပြီးတော့ကျွန်တော်ကောင်းထုတ်ချက်ကိုကျွန်တော်တင်ပြပေးပါမယ် အဆောင်များဆောက်လို့ရတယ်နဲ့ခိုင်ဆက်မှုကိုအလေးမထားသည့်အတွက်မလိုလားအသည့်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရပါတယ်။မျက်မြင်စစ်ဆေးချက်အရအချို့အဆောင်များဆောက်လို့ရတဲ့အင်ဂျင်နီယာပိုင်းဆိုင်ရာတတ်မှတ်ချက်များနဲ့ကိုင်ညီမှုမရှိသည့်ကိုစစ်ဆေးတွေ့ရှိရပါတယ်။ထို့သောတတ်မှတ်ချက်နဲ့မညီညွတ်ပဲစောင့်ရထားသည့်များကိုပြန်လည်စစ်ဆေးအရေးယူဆောင်ရွက်သွားရန်ဆိုပြီးတော့ဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဦးလိုက်ကြီးကပြည်အောင်စုအစည်းအဝေးမှာမှာကြားခဲ့တယ်။မှာကြားခဲ့တယ်။အဲ့ဒီရဲ့အဲ့ဒီရဲ့မှာကြားမှုနဲ့လက်ရှိအခြေအနေဖြစ်လာတယ်လို့ကျွန်တော်နားလည်ရတယ်။အဲ့တော့ဒီဒီကျွန်တော်လွတ်တော်ဆိုတာလေနိုင်ငံတော်ရဲ့ပြရုပ်နိုင်ငံတော်ရဲ့ပြရုပ်ပြီးရင်ကျွန်တော်အခြားသောအဆောက်အဦအများကြီးပါပဲ။ အဲ့ဒီကုမ္ပဏီလက်ရှိရှင်းတယ်နေစေဖြစ်တယ်လက်ရှိကျွန်တော်တို့သူတို့ကုမ္ပဏီမဖြတ်သိမ်းဘူးတောက်လျှောက်ကိုရှိနေစေဖြစ်တယ်ဒီလက်ရှိဒီနေပြည်တော်ကြီးပြန်လဲနေပြည်တော်ကြီးတိစောက်တဲ့ကာလမှာပါဝင်ခဲ့တဲ့ကုမ္ပဏီနဲ့ပတ်သက်ပြီးတော့နေနိုင်ငံတော်ကနေပြီးတော့ဘယ်လိုမျိုးဆောင်ရမလဲဆိုတော့ကျွန်တော်ဆက်ပြီးဆောင်ကြမှာဖြစ်ပါတယ်အဲ့တော့ထူးထူးခြားခြားအနေနဲ့ကျွန်တော်ဒီနေ့သတင်းစာသတင်းစာလည်းမှာပါလာတယ်သတင်းစာလည်းမှာပါလာတဲ့အချိန်ကြီးကျွန်တော်တို့ဘာတွေဖြစ်လာမလဲပြီးဒီကုမ္ပဏီကိုနေနိုင်ငံတော်ကနေပြီးတော့ဘာတွေဆက်ပြီးဆောင်ရမလဲပေါ့ဒါတော့ကျွန်တော်ဆက်ပြီးဆောင်ကြမှာဖြစ်ပါတယ်အဲ့တော့ခင်ဗျားတို့သိရမှာကနေပြည်တော်ကြီးတိစောက်တဲ့ကာလတော့ကကုန်ရောင်းဝယ်အားလုံးကကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေရဲ့ ဒါကျွန်တော်တို့ဒီအခွန်အန်းငွေတွေပါတယ်ပြီးရင်ကျွန်တော်နိုင်ငံတော်ရဲ့ဒီတည်ရန်စတာကနေရရှိလာတဲ့ဒါငွေတွေနဲ့ဒါတိဆောက်ခဲ့တာဖြစ်ပါတယ်တနည်းအားဖြင့်ကျွန်တော်တို့ကျွန်တော်တို့ခင်ဗျားတို့အားလုံးပိုင်နေနေရာကြီးအဲ့တော့တနည်းအားဖြင့်ရှင်းအောင်ပြောပြချင်တယ်အဲ့ကိုတွေပဲလာနေတာနော်လမ်းတွေတရားတွေလျှက်စစ်တာဝိုင်းတွေစာတင်ကြောင်းတွေဆေးရုံတွေအဲ့ဒီအရာတွေအားလုံးကအစိုးရပိုင်တာမဟုတ်ခင်ဗျားတို့ကျွန်တော်တို့ပိုင်တာအဲ့တော့ဒီဟာတွေကိုကျွန်တော်ထိမ့်သိရမှာကခင်ဗျားတို့မှလည်းတောင်းဝန်ရှိတယ်ကျွန်တော်တို့မှလည်းတောင်းဝန်ရှိအားလုံးမှတောင်းဝန်ရှိတယ်အစိုးရပိုင်တာမဟုတ်ဘူးအစိုးရဆိုတာလက်ရှိတည်ဆဲအုပ်ချုပ်နေတဲ့အစိုးရပိုင်တာမဟုတ်ဘူးကျွန်တော်တို့ခင်ဗျားတို့ပိုင်နေတဲ့အစအုပ်တွေအစအုပ်တွေအဲ့တော့ ဲ့တော့ဗျာခင်ဗျားဒီဆေးုံနေအကြမ်းမသမားတဲ့ဘုံခွဲတယ်အဲ့ဒီဘုံခွဲမှုတွေဆုံးရှုံးတာကခင်ဗျားတို့ကျွန်တော်တို့ဆုံးရှုံးတာခင်ဗျားတို့ကျွန်တော်တို့ရဲ့ပိုင်ဆိုင်မှုတွေဆုံးရှုံးတာပြီးရင်ကျွန်တော်တို့ဒီလျှက်စစ်တာဝါတိုင်းနေဘုံခွဲခံရတဲ့ဖြက်စည်းခံရတဲ့ဖြက်စည်းခံရတဲ့ဆိုခင်ဗျားတို့ဝမ်းသာမနေနဲ့အဲ့ဒါကခင်ဗျားတို့ကျွန်တော်တို့ပိုင်ဆိုင်မှုတွေဆုံးရှုံးသွားတာပြီးဒီဟာကြီးကိုကျွန်တော်ပြန်ပြီးအသည့်တိဆောက်တဲ့အခါမှာဆိုရင်လည်းပဲကျွန်တော်တို့ခင်ဗျားတို့ပိုင်ဆိုင်မှုတွေကနေပြီးပြန်ပြီးတိဆောက်လာဗျအဲ့ဒါတော့နာကွက်ကွက်ပြနားလည်ကိုလို့လေလက်ရှိခင်ဗျားတို့ရှိခင်ဗျားတို့လက်ရှိကားတွေမောင်းနေတဲ့လမ်းတွေဆိုင်ကယ်စီးနေတဲ့လမ်းတွေလမ်းရှောင်းနေတဲ့လမ်းတွေအားလုံးကခင်ဗျားတို့ကျွန်တော်တို့ပိုင်တာ ကျော်စိုးကတော့ခုချိန်ထိပေါပန်းလေးဆယ်တွေပြောပြတော့မှပီတိုတွေကိုဂျင်းတက်ဖို့လုပ်နေတာပေါ့နော်သူတို့ပြောပြောနေတဲ့ပီတိုပိုင်ဆိုတဲ့ဟာတွေကတော့အရင်တော့အဒီအင်္ဂတော်ကနေပြီးတော့မှချမှတ်ပေးလိုက်တဲ့ဒီ budget အရပေါ်မှာစစ်ကောင်စီနဲ့အကျိုးသူစီးပွားရေးလုပ်နေကြတဲ့ chronic တိုက်ကနေပြီးတော့မှအဲ့ဒီ budget အတိုင်းကိုမလုပ်ဘဲနဲ့ထဝယ်လောက်ပဲတုံးပြီးတော့မှဂျန်တဲ့ဟာတွေကိုသူတို့အိတ်ကထဲထဲပြီးတော့မှပေါ့နော်ဒီလိုမျိုးအမီရယူရှင်နေကြတာကိုကျွန်တော်တွေ့ရတယ်ပဲဖြစ်ပါတယ်ပီတိုပိုင်တွေဆိုပြီးတော့မှပြောလို့ကောင်းနေတော့မှပြီးတော့မှတကယ်တမ်းကျွန်တော်ငလျင်မေးတန်တင်ပြီးတော့မှပစ္စည်းနေတဲ့အချိန်ကြမှာ ဒီ PDF တွေနဲ့ channel တွေမျိုးတော်လိုင်းဖို့တွေကနေပြီးတော့မှ B2B ပိုင်းတွေတွေပြီးတော့မှလမ်းသားတွေကိုဖြစ်စီနေကြတော့ကျွန်တော်တို့ကနေပြီးတော့မှနာတရအောင်မှမတိသေးဘူးဆိုတဲ့ပုံစံမျိုးနဲ့အားချောင်းပြောဆိုနေတော့ပဲဖြစ်ပါတယ်ဒီကြော်ဆုပ်ပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှကြီးစုနေကြတဲ့မျိုးပါ PDF တွေဘက်ကနေပြီးတော့မှလည်းကိုယ့်ရဲ့အမြင်လေးတွေကိုခြာပြေးခဲ့ကြဖို့ကျွန်တော်ဒီနေ့ကနေအားလုံးတောင်းဆိုပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့နိမင်သားကြီးဆိုတဲ့ငါးနေကနေပြီးတော့မှဒီမနေ့မှလည်းပါနော် ဘောင်းကိုစင်ခေါ်ထားတာပြမခုတစ်ခါမှရောဒီစဘောင်းကိုဘယ်လိုမျိုးတည်င်းချက်လက်တွေသူရဲ့လက်ဝဲချက်တွေကိုထုတ်ဖော်ပြောဆိုသွားမလဲဆိုတာကျွန်တော်စပြမချိလဲရအောင်နော်။ညာတို့ကလိုင်းပေါ်ကနေပြီးတော့မင်းသားကြီးကရုံမပြရဲဘူးရုံမပြရဲဘူးပြောနေလို့မင်းသားကြီးကရုပ်ပြလိုက်တာ။တနင်္ဂနွေပြရဲဆိုပြီးညကနေမှဝက်နေ။လာရှိုးစစ်မြေပြန်ပြလာတာ။မုတ်စိတ်မွေးတယ်တော့မရေရသေးဘူး။ကိုယ့်ရဲ့မွေးရည်ကိုပြန်ရောက်နေတာ။ပြောင်းလိုင်းပေါ်ကနေပြီးတော့ စော်ကားနေတဲ့သဘွေးမင်းနဲ့ MTY ပြည်ရဲ့အကောင်ဟမ်ဘင်းသားကြီးဆိုတာငါပဲတနင်္ဂနွေပုံစံမျိုးစုံနဲ့သွာလာလှုပ်ရှားနေတဲ့ဗုဒ္ဓရဲ့စစ်တီတော်တပ်ဖွဲ့ကြီးရဲ့ဦးစည်းဦးဆောင်မင်းလာအောင်ခေါ်မင်းသားကြီးဆိုတာငါပဲသဘွေးမင်းတင်နေစစ်ပြီးတော့ငါပြောထားတယ်အဲ့တော့မင်းအသွာလာဂယူဆိုင်မင်းဟာ တက်မတော်ချစ်ချင်အောင်စောင်းလူခံစားလူခံနဲ့ငွေတွေကမစိုးတမှုပဆန်လေးနဲ့တက်မတော်သားအရာရှိစစ်တီတွေကိုထောက်ပံ့တယ်လို့နဲ့မင်းစစ်တရေတွေမေးပြောပြီနော်ပြီးတော့မင်း MDY PDF ကိုသတင်းပေးမန္တလေးနေပြီးတော့လမ်းပေါ်ကို PDF တက်လာတာနေပြီးတော့ PDF တွေဝင်လာတာမန္တလေးစကိုင်းမှာငါတို့စကြောင်းတွေတိုက်ခိုင်းရတာမင်းကြောင့်ဆိုတာငါသိတယ်ဇော်ဘွေးညနာပြမှာကြိုက်တဲ့ညမာပြီကလူဘိန်းတချို့ မင်းသားကြီးရဲ့ original မျက်နှာကိုပြလိုက်ပြီကဲမင်းသားကြီးဆိုတဲ့ကောင်ကတော့ခုချိန်ထိဇော်ဘိန်းနဲ့ပတ်သက်ပြီးတော့မှအခဲမချေသေးတာကိုတွေ့တာဖြစ်တယ်။သူပြောတဲ့ပုံစံအရတော့ဒီဇော်ဘိန်းကမန္တလေး PDF ကနေဆိုပြီးတော့မှပြောဆိုနေပေမဲ့ဘယ် PDF ဖို့ဖို့တွေကနေပြီးတော့မှအဲ့လိုမျိုးပေါ့နော်။ရောက်ချက်ရှာအာဂျီအဂျန်နဲ့ပုတ်ပန်းလေးစရီပြောနေတဲ့ကောင်ဘသူကလက်ခံပါတော့ PDF တွေကနေပြီးတော့မှတောင်းမှာဇော်ဘိန်းကိုပြည်လရှင်းဖြစ်ဖို့စူးစမ်းနေတဲ့အချိန်မှာဒီကောင်ကတော့ဒီဇော်ဘိန်းကမန္တလေး PDF တွေကနေပြီးတော့မှ တလူဆေလွတ်လိုက်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုထားတာကိုတော်တော်လေးကိုရည်ချင်းဆက်ကောင်းနေတာပဲဖြစ်ပါတယ်။ဆိုတော့ဒီဘုံမနဲ့ကောင်းရဲ့ဒီစင်ခေါ်ပွဲနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးတွေဖြစ်လာမလဲဆိုတာတော့တော်တော်ဆောင်ကြာမှာပါနော်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့ဒီဘုံမတကောင်ကနေပြီးတော့မှဘင်္ဂလားဒေ့ရှ်ကနေတဆေအမေရိကန်ရဲ့ဒီကိုညီထောက်ပမှုတွေကမှကြာခင်မှာလာတော့မယ်ဆိုတဲ့တည်င်းနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးအားထောင်ပြောဆိုထားအောင်မလဲဆိုတာကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်။ဘင်္ဂလားဒေ့ရှ်ကိုအခြေပြုအဟုံပြုပြီးမြန်မာနိုင်ငံတွေကလက်နက်ကိုင် အဖွဲ့တွေကိုအမေရိကန်ကစားနေရိတ်ခါတုံးနီးပညာလက်နှက်ခဲရန်ထောက်ပံ့မယ်ဆိုတော့အမေရိကန်လာပြီးဟေ့ဆိုပြီးတော့ပျော်နေကြတဲ့စစ်ကိုခေါ်မျော်လင့်နေတဲ့အသားတွေကလောက်ထွက်ပြီးများများလုပ်ပြီးနည်းနည်းစားရတဲ့ကျွန်းတပေါက်ဘဝကို မျော်လင့်တောင်းတနေတဲ့မင်းတို့တွေအခုဒီ profile လေးကိုကြည့်ပါတာခ ဘသူမှားတယ်မှန်တယ်ဆိုတာထက်စစ်ဖြစ်လာရင်ကြုံတွေ့လာရမယ်အနိဋ္ဌာယုံနဲ့စစ်ရဲ့ဆိုးကျိုးတွေမင်းတို့သိဖို့လိုအပ်တယ်ဒီကောင်ကဘာလဲအုံနောက်မရှိတာလားနော်အခုချိန်မှာကျွန်တော်အမေရိကန်ကနေမြန်မာကွန်ကြီးထောက်ပံ့မှုတွေတောင်းမှမလို့ရသေးပဲနဲ့တောင်းမှတော်တော်လေးကိုတုံလို့ချောချားနေတော့မဖြစ်မှတရုတ်ကနေမြန်မာကွန်ကြီးထောက်ပံ့ပြီးတော့မှခုစစ်ကောင်စီကလာရှုံမျိုးပြန်လဲထိန်းချုပ်နိုင်တဲ့ပုံမှာကျတော့ဒီလုံလုံးပိတ်နေတာကိုတော်တော်လေးအောင်ဖို့ကောင်းတာဖြစ်တယ်ကျွန်တော်ဘက်ကနေပြတော့မှလဲပြပနိုင်ငံတွေရကွန်ကြီးမရရင်တောင်းမှ စစ်ကောင်စီကိုဖျော်ချနိုင်ဖို့အခုဆိုရင်တော်တော်လေးကိုလေးတာနေတာမလို့ဘောမရက်ွက်နေနေကတော့အမေရိကန်မကလို့ပဲနိုင်ငံပဲလာလာကျော်တို့တော်လိုင်းအေးကိုလုံးဝကိုဟန်တာနောက်ရှယ်လို့မရဘူးဆိုတာသူတို့ကိုယ်တိုင်လည်းတည်တည်နေတာဖြစ်တဲ့ဆိုတဲ့အကြောင်းပြောရနေကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောနေနေကတော့ဒီ OCO ပေါ့နော် RGH နဲ့ပေါပန်းလေးစရဲအချောင်ပြောဆိုနေတဲ့ဘောဟင်းကိုကိုစီကနေပြမပဲဘယ်လိုမျိုးပြန်ပြဲထားလဲဆိုတာကျွန်တော်တို့စပီရမကြည့်လဲရအောင်နော်မင်းတို့ပြောသလိုပေါ့တရုတ်ပြည်ကနေပြီးတော့မှဝင်ရောက်ဆွဲလွှဲပေးတယ် မြန်မာနိုင်ငံအိုင်လန်ရောက်မပွင့်လို့တဘုံအောင်ဆိုးနေလဲဘာမှမဖြစ်ဘူးဟင်ဘာလို့လဲမင်းတို့ကြာရင်ပြည်သူလူထုပဲဒုက္ခရောက်မှာဟင်ပြည်သူလူထုရဲ့အသက်အိုးရဲ့စီးစိမ်ရဲ့လုံခြုံမှုမရှိမှာဟာတော်တော်ကောင်းနေနိုင်ငံရေးဘုံနိုင်ငံရေးစစ်ပွဲအနေနဲ့ခြားပြပြီးတော့မှတက်မတော်ကကြီးတစ်ချက်မှမကောက်ပဲနဲ့အိုင်ထဲကိုဝင်သွားတာဟုတ်မင်းတို့ငစီရပါတော့လေဘာပြောလဲဘာပြောပြောမဘာပြောလဲတိုက်နေလို့လဲဟဲ့မင်းတို့ခွက်ခောင်းမဲ့တောင်းသားငစီလေးအကန့်သေးတဲ့ကောင်ဂျိုးရီးယားမှာပြောရဲတယ်နော်တိုင်းတယ်နဲ့က အဖွဲတစ်ဖွဲလေးရတယ်ဟိုအဖြစ်တော့မညာဖြစ်တာဟုတ်တယ်မင်းတို့မောင်ဆောင်ကားနဲ့လူပုံကူးပြီးတော့မှမောင်ကောခဏနဲ့ခဏနဲ့ငါပြောတဲ့စကားရှင်းရှင်းလေးမင်းတို့လာရှို့တနတ်တစ်ချက်မဖောက်ဘဲနဲ့ပြန်ရွားတဲ့ဆိုရအောင်လာရှို့ဘဒူကတိတ်ထားလို့လေမြန်မာနိုင်ငံထဲမှာရှိတဲ့တိုင်းဒေသလက်နက်ကိုင်အဖွဲလေးတစ်ဖွဲကလာရှို့မျိုးတိတ်ထားတာအဲ့ဒါကိုမင်းတို့စစ်တပ်ကပြန်မတိုက်နိုင်လို့တရုတ်ကိုသွားခေါ်တယ်နော်အဖေတရုတ်က လာရှို့ကိုပြန်တောင်းပေးပါအဖေလိုချင်တဲ့ဟာကျွန်တော်တို့ဖင်ခံပါမယ်ဆိုပြီးတော့သွားလုပ်တာလေငါပြောစကားမှားလားမှားလား ညနေချင်းတိုင်းဒက်ဗီဒီယိုကောခေါ်ပြီးပြောရလားငါပြောတာမှားလားမင်းအမေလင်တရုတ်ကတူးတွဲအကျိုးအမြတ်မရှိဘဲနဲ့အခုလာရှုပ်ကိစ္စမှာဝင်ပါတယ်လို့မင်းပြောရဲလားဟင်သဘောဟာငါဘယ်တော့မှစကားတခုလက်လွတ်စပယ်မပြောဘူးပြီလားမင်းတို့လိုခွေးမျိုးမဟုတ်ဘူးရှင်းလားကိုပြောတဲ့စကားတခုကြောင့်ကိုယ့်ရဲ့တန်ဖိုးကိုဘယ်တော့မှမဲ့အောင်ငါမလုပ်ဘူးနော်နိုင်ငံရေးနဲ့ပတ်သက်ပူဆိုးတယ်ငါပြောတဲ့စကားမှားလားလာရှုပ်လာသိမ်းထားတာအင်္ဂလိပ်ကသိမ်းထားတာဟမ်အခုယူကရိန်းနဲ့ရုရှားတို့ခရိုင်းမီးယားဟိုမှာ ယူကရိန်းနဲ့ရုရှားမှာရုရှားကသွားသိမ်းထားတဲ့ဟာတွေကိုပြန်ပေးပါဆိုပြီးယူကရိန်းကပြန်တောင်းနေတယ်လို့ဟုတ်လားအမေရိကန်ကသွားပြီးရုရှားပြန်ပေးလိုက်ပါလို့သွားပြောအကြမ်းောင်းသေးတယ်အဲ့ဒါဆိုရင်မနိုင်တော့လို့ကိုဗစ်နိုင်ငံနဲ့ဒီဘက်နိုင်ငံဟုတ်တယ်နော်အခုကဘယ်နိုင်ငံမှလာသိမ်းထားတာပေါ့ဦးလေကွာလာရှိုးကို MNDA ဆိုတဲ့တိုင်းနဲ့လက်နက်ကအဖွဲ့တစ်ဖွဲ့ကသိမ်းထားတာအဲ့ဒါကိုပြန်တိုက်မနိုင်တော့ကျွန်တော်လာရှိုးပြန်လောင်းမေးပါဗျာငုံပြီးတော့စောက်ရှက်မရှိတာအဲ့ဒါကိုမင်းတို့ကဘူပတိဘာမလို့လဲအငါတို့ကဘာနဲ့ချက်မဖောက်ပဲလာရှိုးပြန်ရရမယ်မင်းတို့က၈၀အောင်၈၀ခေါင်းပဲမတိတော့အတိညာမဲ့နေတဲ့ကောင် ဘာလို့တိတ်ခါကြစဉ်းစားကြမင်းပြောတော့မြမတ်တက်တော့ကြီးပြဒါမျိုးဖြိုးတော့မှမိုက်တာနော်ကိုစီကတော့ကိုစီကိုပြန်ပြတော့မှဒီလိုမျိုးအားဆောင်ပြောဆိုနေတဲ့အပေါ်ရင်ပြန်ပြတော့မှဒီ last show ကိစ္စနဲ့ပတ်သက်ပြတော့မှတေဝရကွန်ကြီးရယူပြတော့မှထိန်းချုံနိုင်တဲ့ပုံမှာပြန်လဲပြတော့မှဆုံးမပြောဆိုထားတာပဲဖြစ်တယ်အားလုံးလက်တည်ထားတဲ့အတိုင်းတေဝအနေနဲ့ကတော့ last show မြို့မှာအခုချိန်ထိရှိနေတော့မှပြတော့မှ MNDA နဲ့ဒီစက်ကောင်စီတို့ကြတိုက်ပွဲတွေဖြစ်ပွားမှာကိုတို့အနေနဲ့ စောင့်ကြည့်ညီနိုင်ပေးမယ်ဆိုတဲ့သဘောမျိုးနဲ့ပေါ့နော်ယုံထိုင်ထားတယ်လို့ကျွန်တော်ကြားသိရတာဖြစ်တယ်ကျွန်တော်တို့တေချာလေးစစ်ဆေးချင်မယ်ဆိုတော့တေယုံနိုင်ငံနဲ့ပြတော်မှစစ်ကောင်စီကနေပြောပြောနေတဲ့အချုပ်အခြာအာဏာကိုအခုဆိုရင်ဒီပါနေတာပြတော်မှနိုင်ငံတော်ကိုတဖြည်းဖြည်းနဲ့ပေါ့နော်ပြန်လည်ပြတော်မှတိုက်ထုတ်ရယူနိုင်ဖို့ကြိုးစားနေတာကိုလည်းတွေ့ရတာပဲဖြစ်ပါတယ်ဆိုတော့မြောက်လိုင်းအနေနဲ့တိုင်းပြည်ဘလောက်ပဲကုန်ကုန်သူတို့အာဏာတည်မြဲဖို့အတွက်အဆုံးအဆုံးထိကြိုးစားပြတော်မှလှုပ်ဆောင်နေတယ်ဆိုတာကိုလည်းအလုံးတွေ့ရတာမလို့ပြီးတော့တဲ့အလုံးအနေနဲ့ကတော့ဒီလိုမျိုးတော်လိုင်းရဲ့အခြေမြင့်နေတဲ့အချိန်မှာပဲကျွန်တော်တော်တော်လိုင်းတဖို့အနေနဲ့သူ ဒီတော်လိုင်းရေးအမောင်မြင်မချင်းအဆုံးစွန်ဒီတွားချပါဆိုလို့ပြောရတဲ့ကျွန်တော်ဒီနေ့ညပိုင်းဗီဒီယိုဒီညမှာပဲဆုံးသက်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြေဘဗီဒီယိုများလုံးစိတ်ချမ်းသာကိုကြားမှတ်ချင်တဲ့ပေးဆုံးပြီးတော့မှဒါရိုက် channel ညချမ်းလေးပတ်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်။